အသက်တချောင်းပို့ပါတယ်လင်းရုံငှက်တွေရဲ့တဘာဝလွန်စွာများဒီငှက်တွေကအသက်တချောင်းပို့ပါကြပါတယ် ငါမျိုးနဲ့ဝင်တွေဆိုပေမဲ့သူတို့ထက်ငါးစားလေးလံတဲ့ပစ္စည်းကြီးတွေကိုတော့နှုတ်သီးနဲ့ချီမနိုင်တဲ့အထီကိုတဘာဝလွန်ဆွဲအားတွေရှိနေကြပါတယ်။အသားစားကျူးလို့တော့သူတို့ကိုငှက်ဘလူးလို့တော့ခေါ်ရတဲ့အထီကိုဆိုတွန်းတယ်လို့လူတွေကိုလည်းအနေရကြီးကြီးပြုတ်တက်ကြပါသေးတယ်။ဒီတော့ဒီငှက်တွေကဘာငှက်တွေလဲ။သူတို့ကဘာစမ်းနေရှိနေလို့လူတွေကိုချင်းချောက်နေရတာလဲ။သူတို့ရဲ့နေစဉ်နေထိုင်မှုကရောဘလူးပုံစံလဲဆိုတာကို Channel လေးကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တကယ်တော့ဒီငှက်တွေဟာလေထဲမှာငှက်ပရင်ကောပေါ်မှာငှက်ဘလူးလို့တင်စားနေကြတဲ့လင်းရုံငှက်တွေပဲဖြစ်ပါတယ်။ မျိုးစေ့တွေထဲမှာငှက်ကြီးစီးရင်ဝင်ဖြစ်ပြီးတော့ချင်မထားလာအောင်ကိုတဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ထားကြပါတယ်။အထူးသဖြင့်လင်းယောက်ငှက်ရဲ့ခြေတဲနဲ့အတောင်ပံကဖျားပေးရဲ့လက်ဆောင်ပါပဲ။ဟုတ်မှဟုတ်ရဲ့လားလို့ထင်မှားလိုက်ရအောင်လင်းယောက်ငှက်ရဲ့အတောင်ပံတွေကနှစ်ပေကနေသုံးပေကျော်အထိကိုကြီးမားလို့နေပါတယ်။ ဒီတောင်မန်နေကြောင့်ပဲကဘာအလင်းမြန်ဆုံးနဲ့လီဟွန်ကိုအထိုးဖောက်နိုင်ဆုံးငှက်ပြင်ဖြစ်သမိုင်းတွင်နေခဲ့ပြီးတော့သူရဲ့ထူးခြားမှုတွေကတော့ဒီလောက်ပဲဟုတ်မနေခဲ့ပါဘူး။လီဟွန်ငှက်တဲ့ကောင်ရဲ့ခြေတဲရီအားဆိုရင်တမင်ကြီးဒရယ်နဲ့တခြားကောင်တွေတာမကလူရဲ့ခေါင်းကိုတော့တိကနေဖြတ်ပစ်နိုင်လောက်တဲ့အထိကိုချွန်ထက်ကြပါရင်ဒါရင်မကတည်းပဲတားကောင်ကိုစိတ်ကြိုက်မဲလိုက်ပြီးရင်ဘလောက်လေးတဲ့အကောင်တွေဖြစ်နေပါစေ။ချီကုတ်ယူသွားနိုင်လောက်အောင်အထိကိုထူခဲ့တဲ့စွမ်းအင်တွေရှိကြပါရင်မတန်းတခြားလုံးမှာအမဲကောင်လိုထင်မှားပြီးတော့လူကိုမဲလိုက်ကြတဲ့လင်းယုံတွေကမနေမနော်ရှိနေပါရင်ဒါအပြင်လင်းယုံတွေရဲ့အမဲလိုက်ပုံကအာနာရှင်စံနယ်လို့တောင်ပြောလို့ရပါသေးတယ် ရရုံတွေဟာအမေမလိုက်ခင်မှာသူတို့ကိုသူတို့ငါကိုရမြတ်ကြီးပုံစံနဲ့ကောင်းကင်ဘော်ကနေလေဟုံစီရဲ့ဘယ်သားကောင်ကိုဖြောင်းလိုက်ရင်ကောင်းမလဲဆိုပြီးတော့အရင်ဆုံးဖြတ်တတ်ကြပါတယ်။ငကိုကလေးကစားကျူးတဲ့တတော်မှမို့လို့ငါတော်ဝဲ တမင်စားတဲ့노တဲ့တရဝါတွေကိုအဓိကထားစောင့်ကြည့်တက်ကြပြီးတော့စိတ်ကြတားကောင်တွေ့ပြီးဆိုမှကောင်းကင်ကနေတုံထိုးပြေးဆင်းလာပြီးတော့ထိုးတုတ်တာဖြစ်ပါတယ်။လင်းရုံကောင်ရဲ့လှည့်မြန်ပုံကမျက်စိတစ်ခတ်သာကြာရာမှုလို့ရှိန်နဲ့ဆင်းလာမှတွေ့လိုက်ရမယ်ဆိုရင်တော့ရှောင်ကျင်မရပဲဇီဝင်ချုပ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်အကယ်၍များတောတောင်နေပုံမှာရန်လိုတဲ့လင်းရုံနဲ့ကြုံခဲ့ရရင်တော့ထွက်ပြေးဖို့လောကစိတ်မကူးနဲ့ပါလို့အကြံပေးလိုက်ပါရစေနော်။သူတို့ကိုလှည့်စားနိုင်တဲ့တခုတည်းသောနီလန်ကပြေးဆင်းလာတဲ့လင်းရုံကိုတွေ့ရတဲ့ချက်ချင်းတေးချင်းအောင်ဆောင်လိုက်ဖို့ပါပဲ။အထာကြတဲ့ဆရာကြီးလင်းရုံတွေကအသေးကောင်ဆိုမစားပဲလက်လက်ဆက်ဆက်အရှင်လေးမှဂရင်တွေးလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတပါ ာဝတရားရဲ့ဖန်တီးမှုရဘလောက်ပဲငှက်ပြင်းဖြစ်နေပါစေအချိန်တန်ရင်အိုရမှာပဲဖြစ်ပါတယ် ရုံတွေကလည်းအသက်40ကိုရောက်တဲ့ခါကျမှသူတို့ရဲ့ခန္ဓာကိုယ်ကကောင်းတာမှန်သမျှဟာအကုန်ပျက်စီးပြီးတော့ငှက်ဖိုးကြီးတွေဖြစ်သွားတတ်ကြပါတယ်။ခြေသေးတွေလည်းပျက်စီးသွားသလိုနှုတ်သီးတွေလည်းကောက်လာကြပါတယ်။အမွေးထုပြီးတော့ပြန်မရတာမျိုးတော်ဖြစ်တတ်ကြပါတယ်။ဒီနေရာမှာအန်အောဖို့ကောင်းတာကတော့လင်းရုံတွေရဲ့တဘာဝကိုအန်တုနိုင်စွမ်းပဲဖြစ်ပါတယ်။ကိုကိုကိုတုံးစားမရတော့မဲ့သဘောပေါက်တာနဲ့လင်းရုံဖိုးကြီးတွေဟာအမြင့်ဆုံးနေရာကိုအားခဲပြန်တန်းပြီးတော့နောက်ထပ်အသက်တစ်ချောင်းဖန်တီးကြပါတယ်။ပထမဆုံးသူ့ရဲ့ခြေသေးတွေကိုနှုတ်သီးနဲ့ဆွဲနှုတ်လိုက်သလိုအမွေးထုတွေကိုလည်းသူ့ရဲ့နှုတ်သီးနဲ့ပဲဆွဲချွတ်လိုက်ပါတော့တယ်။အမွေးတွေမရှိတော့ဘူးဆိုမှကောက်ပြီးရှည်လျားနေတဲ့နှုတ်သီးကိုကြောက်စောက်ပင်စ တွေနဲ့အချက်ပေါင်းများစွာရိုက်ချွတ်ကြပါတယ်။ဒါဟာအင်မတန်နာကျင်တဲ့ရိုက်ချက်မျိုးပါပဲ။ဒီလိုနဲ့ခြေတဲမွေးတွေပြန်ထွက်လာတဲ့အချိန်တခုကိုရောက်တဲ့အထိစိတ်ရှိရှိနဲ့အငက်ခံဆောင်ဆိုင်ပြီးရင်ဘဝတက်ကိုပြန်စားကြပါတယ်။ဒီနည်းနဲ့သူတို့ဟာနှစ်ပေါင်းကြာရှည်စွာအသက်ရှင်နေထိုင်ကြပါတယ်။ဒါကြောင့်လင်းယုံငှက်တွေကိုအသက်တရှောင်းပူပါတယ်လို့တော့တင်စားနိုင်ပြီးတော့ဒီကနေ့အထိငှက်ပြင်ရာထူးကနေပြုတ်ကျမသွားသေးတဲ့မျိုးနွယ်စေးလို့လည်းပြောလို့ရပါတယ်။ကဲပရိတ်တက်ကြီးတို့ရေ ဒီကနေ့တင်ဆက်ပေးသွားတာကတော့အသက်တရှောင်းပို့ပါရယ်လင်းယုံငှက်တွေရဲ့တဘာဝလွန်စွမ်းအားတွေအကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel လေးကနေဒီလိုမျိုးတရိတ်ဆန်နဲ့ပတ်သက်တဲ့သူတို့စစံအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာမို့လို့ like and follow လေးပြုလုပ်ခဲ့ပြီးတော့